ကျွန်တော်တို့ရဲ့နှလုံးသားတွေကရိုင်းနေသွားတဲ့နေရာလေးတစ်ခုအကြောင်းကိုပြောပြဖို့အစချီပြရစီခင်ဗျာမန္တလေးလို့ဆိုလိုက်တာနဲ့ပထမဆုံးမျက်စိထဲမှာပြင်းပြင်းမိကြတာဂျုံနဲ့ညိုရိုးပဲဖြစ်မှာပါရေးမြမာမျိုးတော်ဟောင်းများရဲ့ညိုရိုးဟောင်းတွေဒီကနေ့တိုင်းတွေ့မြင်နိုင်ကြပါသေးတယ်လွန်ခဲ့တဲ့အနှစ်တရာကျော်ကမင်းတုံမင်းတရားတိဆောက်ခဲ့တဲ့မန္တလေးညိုရိုးကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းကအမြောက်တန်းတွေကိုမရှုမလခံခဲ့ရတာမို့အချို့အစိတ်ပိုင်းမှာပျက်စီးခဲ့တယ်လို့ထင်ထင်ရှားရှားပင်တည်ရှိနေသေးတာကြောင့်မြန်မာတို့ရဲ့မျိုးရိုးအသွင်ပြင်ကိုနမူနာဆောင်ရွက်ရှိနေသေးတာပါမန္တလေးရွှေမြို့တော်ကြီးကိုသာသနာနှစ်2400ပြည့်မီအောင်1918ခုနှစ်ကလေးကတည်ဆောက်ခဲ့တယ်ဆိုပေမဲ့လေမျိုးရိုးနှစ်တကွခုနှစ်ဌာနတို့ကမူ 1221ခုနှစ်ကစုံလမှာအုံမြင့်ချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲမန္တလေးမြို့ကြီးကိုအုတ်ကြည့်ကျော်အေးမန္တလေးလို့ဆိုရှိခဲ့တာမျိုးပါ။အုံမြို့ရိုးကိုအုံမြင့်တန်တောင်တတောင်အုတ်ရိုးတုတတာအရက်တန်၅တောင်တရေခိုးအမြင့်တန်၃တောင်နှစ်စုအုံမြို့ရိုးအမြင့်၁၈တောင် အချင်းတစ်မျက်နှာဒါ600၄မျက်နှာဒါ2400ရှိပါလေဤသို့သာသနာတော်2400အထိမ်းမှဖြစ်မြို့တော်ကို၄ဆက်ဆက်စတူရန်တီ၍မြို့အနားတစ်ဖက်လျင်ဒါ600ကြီးအညီမျှခွဲဝေထားတာပါ မြို့တော်၄မျက်နှာဒါတကား၄ရက်မှာပြတ်သက်ပုံ9ဆင့်မိတကား၈ရက်မှာပြတ်သက်ပုံ9ဆင့်တောင်ပြကြီး၄ခုနှင့်ပြငွေ32ခုမှာပြတ်သက်ပုံ9ဆင့်စီဆောက်လို့၍ တစီတယူဟင်းနာဗရာရွှေချမောမန်ထားပါလေထူတကားလို့စနေရက်မှာလွန်ကေဥထိတ်တောင်းညွတ်ကျွလုံးယူကျော်မူညနိုင်ကျင်းမုံစီရှိထင်ရှားစီတာလေးသိန်းမန်းဥဟု၍ဖြစ်ပါလေမြို့တကားစနေရက်တို့မှာတကားပေါင်းနေရာများမှာတကားတိုင်းရဲ့မိယာအုံမြူတက်ဖက်တစ်ချက်မှာ အင်းဒီတို့ကိုအပြည့်ပြစ်ကင်ပြီး ထုံးဖြူဖြူပွေးပွေးတုပ်၍တကားထက်မှဘုံ90ဘုံ90အတီးတီးရှိတဲ့ရွန်ဆက်ပြေတစောင်းပြတ်တတ်တော်ကြီးတွေကိုရွှေဟင်းသာဗရာတို့ဖြင့်မောမှန်ချေတာထားပါလေမြို့ရုပ်ဥပ္ပလေတလျှောက်မှာမြို့ဥပ္ပစာတာနစကန်းကိုညီလွတ်ထားပြီးလင်တာနစေကျဲတဲ့ရေကျုံးတော်ကြီးဖြင့်မြို့လေးမျက်နာကိုထုတ်ချင်ခတ်ပတ်ထားတာမျိုးပါ အင်းဝါ အမရဘူရမြို့ပေါင်းများနဲ့နိုင်ရှင်တဲ့အခါမန္တလေးမြို့တော်ဟာကျုံလေးမျက်နှာနဲ့ထုတ်ချင်းခတ်ပတ်မိတဲ့မြို့တော်အဖြစ်ထင်ရှားခဲ့ပါတယ်အဲ့ဒီလို အထိတ်မှတ်တွေအယူဆတွေနဲ့တိဆောက်ခဲ့တဲ့မန္တလေးမြို့ရိုးကြီးဟာ2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်ကြောင်းတချို့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။မန္တလေးမြို့သူမြို့သားတွေရဲ့နှလုံးသားတွေမန္တလေးမြို့သားပကြီးချာတွေရဲ့နှလုံးသားတရောင်းတနေရာတွေမှာရိုင်းနဲ့ကုန်တာတွေရှိခဲ့ပါလေ။ငလျင်တန်ကြောင်း အုံမြို့ယူပြိုကျပြက်ရှင်မှုက၄ရက်ပတ်၄ထက်မှရှိတဲ့တချို့နေရာလေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးပြတ်သက်ဒိန်းဆောင်သွားမှုနဲ့ပြိုကျမှုကတော့မန်းနီမြို့66လမ်းနန်းရှိဘက်အချက်မှာဖြစ်ပွားခဲ့တာလို့သိရပါတယ်ခင်ဗျာ ြေဟောင်းအဝင်နှင့်များစွာတရှိရာမန္တလေးမြမတို့ရဲ့မန္တလေးကျွန်တော်တို့ရဲ့ခြောက်ရမန္တလေးအမြန်ဆုံးပြန်လည်နှုတ်ထနိုင်ပါစေခင်ဗျာအမြန်ဆုံးပြန်လည်နှုတ်ထနိုင်အောင်လဲကျွန်တော်တို့အားလုံးကဝိုင်းဝန်းပတ်မှုဆောင်ရွက်သွားကြရမှာပါခင်ဗျာမြမဖြည့်ကြီးအမြန်ဆုံးအေးချမ်းပါစေအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ